လက်ကြည့်ရေးမရှင်တစ်ခုအတွင်အမေရိကန်တပ်ဖွဲ့ဝင်လေးဦးပြောင်းဆောင်နေလက်တူရင်းနီးယားနိုင်ငံနဲ့ပီလာရုနဲ့ဆန်အနီလက်ကြည့်ရေးမရှင်တစ်ခုအတွင်အမေရိကန်တပ်ဖွဲ့ဝင်လေးဦးပြောင်းဆောင်သွားတယ်လို့အမေရိကန်စစ်တပ်ကပြောကြားထားပါတယ်လက်ရှိမှာပြောင်းဆောင်သွားတဲ့အမေရိကန်တပ်ဖွဲ့ဝင်လေးဦးကိုရှာဖွေမှုတွေဆက်လက်လှုပ်ဆောင်နေပြီးအဆိုပါတပ်ဖွဲ့ဝင်တွေလက်ကြည့်နေတဲ့တန်ချက်ကရင်က ရေထဲမှာနေမြုပ်သွားကြောင်းသိရှိပြီးနောက်အမေရိကန်စစ်တပ်ကပြောကြားလာတာကို CMM သတင်းမှာဖော်ပြထားပါတယ် တပ်ဖွဲ့ဝင်တွေဟာမလ25ရက်နေ့ညနေ4:45မိနစ်ဝန်းကျင်ကလစ်တူရင်းနီယအရှေ့ပိုင်းပယ်ရယ်မြို့အနီးရှိလစ်ချီရီအေရီယာမှာပျောက်ဆုံးသွားကြောင်းလစ်တူရင်းနီယလက်နက်ကင်တပ်ဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မလ26ရက်နေ့ညနေနှောင်းပိုင်းမှာတော့အမေရိကန်စစ်တပ်ဥရောပနဲ့အာဖရိကတို့ကစစ်သားတွေလဲပတ်နေတဲ့ M88 တန်းချက်ကရင်ကိုလစ်ချီရီအေရီယာမှာတွေ့ရှိခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။အမေရိကန်စစ်တပ် လက်တူရေနီယာလက်နက်ကင်တပ်ဖွဲ့နဲ့တခြားလက်တူရေနီယာအာဏာပိုင်တွေကရှာဖွေမှုအပြီးမှာလက်ကြီးရေး area အတွင်းနှိမ်ယုံနေတဲ့ရင်ကိုရှာဖွေသိရှိခဲ့ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ American စစ်တပ်လက်တူရေနီယာလက်နက်ကင်တပ်ဖွဲ့တွေနဲ့အရပ်ပဲ agency တွေကပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေလှုပ်ဆောင်နေပြီးပျောက်ဆုံးနေတဲ့စစ်သားတွေအတွက်ရှာဖွေရေးကြိုးပမ်းမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။